ိတံတောင်ဆောင်နတ်ကြီးက6ချိန်လာဖို့တဲ့တောင်ဆောင်နတ်ကြီးကလာပြီးသမိုင်းပုန်ကြီးကညာကြမှာမြက်လာတယ်6ချိန်တိုင်းနဲ့လာဖို့တဲ့တောင်ဆောင်နတ်ကြီးက6ချိန်လာပြီးတော့ဘုန်းကြီးကဘာပြောသွားလဲဆိုတော့လူရင်းရုပ်တို့လည်းပြောမယ်ဒီမအမြဲဒီကြောင့်မှအမြဲနေပါတဲ့ကြာဘယ်မှမကြွပါနဲ့တဲ့သူအမြဲဆောက်ရှောက်နေရမယ်တဲ့အဲဒီစကားကိုသက္ကတာကတိကြောင်းတယ်ဒီမှာအမြဲနေပါ ဆောက်တင်ကြတော့ခွန်ကြီးကတိကျလိုက်ကောင်းပါပြီခွန်ကြီးဒီမှာနေမယ်လို့ပြောလိုက်တယ်အဲဒီကျမှကျင်းနပ်ပြီးတော့ခြေခိုးပြီးတော့ပြန်သွားတယ်နတ်ကြီးမှန်းပြီးအောင်နတ်ကြီးကဘယ်ပုံစံလာကြလဲဆိုခွန်ကြီးတန်လာတဲ့နတ်ကြီးကဓာတ်ခုံဘော်ကနတ်ကြီးနဲ့မတူပါဘူးဓာတ်ပွဲကနတ်ကြီးလိုခေါင်းဘော်ချွန်လေးလောင်းပါဘူးနတ်အင်းကြီးလည်းဝတ်မလာပါဘူးခွန်ကြီးတန်လာတဲ့နတ်ကဘယ်လိုလာလဲဆိုတော့ဘုရားရှင်ကျင်းနဲ့လာတ ပေါ်ပြူခြင်းခြင်းနဲ့လာတော့ဘုန်းကြီးရဲ့နေတဲ့တောင်ကအောက်ဘက်ကတက်လာတယ်။ခေါ်တကားရွာဘက်ကတက်လာတယ်။ဘုန်းကြီးအနည်းနဲ့ချမ်းပြ။ဘုန်းကြီးကညာကြံခါ။ตายရတော့ခုလိုနွေရာသီကြလို့ချင်းစင်းညာချောက်ရော။သာပင်ရောဖတ်တဲ့ဆဲနေတတ်တယ်။တခါတည်းဟာအဲ့လိုအချိန်မှာသူကလာတယ်။လာပြီးတော့6ချိန်မြောက်အချိန်ကြတော့ဘာထူးလာလဲဆိုတော့ဘုန်းကြီးရဲ့ဘဲသေးကဒူလာကတ်တဲ့နတ်ကြီးက။နတ်ကြီးဆိုခုနပြောတဲ့ တောက်ကမောကငါကြီးလိုအတောင်တက်တယ်မပါဘူး။အောင်းမော်လည်းချွန်တကြီးလည်းဆောက်မလာပါဘူး။ဘုရားရှင်ကျဲနဲ့လာတယ်။ဘုန်းကြီးဘယ်တော့သေးကလာကပ်ပြီးတော့ဘုန်းကြီးရဲ့ဘယ်ရက်လက်နဲ့သူ့ရဲ့ဘယ်ရက်လက်နဲ့တကောင်စက်ချင်းချိတ်တယ်။ချိတ်ပြီးတော့ဘုန်းကြီးကလိုလာခောက်ပြန်စင်ညာလျှောက်တော့သူ့လက်လက်လိုက်လာတယ်။ငယ်ရွယ်စဉ်စာတင်သားများညစာပြန်တဲ့အခါရင်းရင်းကြီးစာပြန်နေကြတယ်လို့ပဲသူကလည်းသူ့ရဲ့ပြန်လိုက်လာတယ်ဘုန်းကြီးကပြန်လာတယ်။ အဲဒီ၄ငါးချောက်ကောက်ခုနှစ်ခေါက်တော့ဘုရားရဲ့ဒုစင်ညာလျှောက်လိုက်လာပြီးတဲ့ခါကျတော့သူကပြောထားတဲ့လက်ဖြုတ်လိုက်တယ်ဖြုတ်လိုက်ပြီးတော့မတ်တရရပြီးစီခိုးတယ်ဒီမှာအမြဲနေပါတဲ့သူအမြဲဆောက်ချောက်ပါမယ်တဲ့သူခွင့်ပြုပါဆိုပြီးတော့ဘုန်းကြီးကိုမတ်တရစီခိုးတယ်နာမည်အထိုင်လို့စီခိုးတယ်ဘယ်တော့မှမရှိဘူးနတ်တို့တရားတို့ပြန်ပါတို့ကမတ်တမစီခိုးတယ်စီခိုးပြီးတော့သူဘုန်းကြီးကထွက်ခွာသွားတယ်ထွက်ခွာသွားတော့ လာတော့ခွန်ကြီးနေတော့တောင်ရဲ့အောက်ဘက်ကတောင်ဘက်ကလာတယ်။သွားတော့မြောက်ဘက်သွားတယ်။မြောက်ဘက်ကခန်းကျင်းဆိုတဲ့တောင်ကြီးကြီး။ကြောက်တောင်ကြီး။အဲ့ဒီတောင်ကြီးဘက်သွားတယ်။တောင်ကြီးဘက်သွားတဲ့လမ်းထဲမှာစက်တော်ညာရှိတယ်။အဲ့ဒီတော်ကြတဲ့ဖြတ်သန်းသွားတယ်။ခေါ်ရခါမြန်းနွားလိုက်တာပဲနွားလမ်းရှိတဲ့တော်တယ်။အဲ့ဒီလမ်းကသွားလို့ခန်းကျင်းတောင်ကြီးအကြီးရောက်ပြီးဆိုတဲ့ခါကျတော့တော်ကြီးတရောင်လုံးကိုဝင်ထင်းရောက်အရောက်လေးလွတ်သွားတယ်။ ရောင်းနေလွတ်တဲ့ခါကျဘုန်းကြီးကရပ်ကြည့်နေအဲဒီကြမှာခွန်းကဘုန်းကြီးနန်းလာသူဟာလူမဟုတ်ဘူးနတ်ကြီးပဲသူနတ်ကြီးမှန်းသိအောင်အယောင်တွေထုတ်ပြသွားတယ်ဘုန်းကြီးကနားလေတယ်အယောင်တွေဝန်းလို့ဝန်းလိုက်တဲ့အယောင်ကဘာလင်းတာနဲ့မှမတူဘူးရင်းပြီးတော့ကမှသူ့ကိုယ်ကကြွတက်သွားတယ်ကြွတက်သွားတော့မိကြီးဘောကခြေအောင်နဲ့မသွားဘူးကျောင်းအမြင့်ကြီးဘောကမာပြီးတော့ယုံသေးယုံမြန်ကိုတိုးတဲ့အပေါ်ဆွဲတယ်လို့ပဲတက်သွားတယ် အလဲရောင်ကြားထဲမှာပြက်ပြီးတော့တောင်ကြီးထိပ်ကြတဲ့ခါမှာအဲ့ဒီတောင်ကြီးထိပ်အတန်းလေးကြာပြီးတော့မှပျောက်သွားတယ်ပျောက်သွားပြီးတဲ့နောက်မှာအလဲရောင်လည်းပျောက်သွားတယ်လာတဲ့လာတဲ့ဒီပုံစံကြီးတယ်ပဲအဲ့ဒါတောင်ဆောင်နိုင်ကြီး၆ကျိန်လာတယ်၆ကျိန်လာပြီးတော့ဘုန်းကြီးကကောက်ပါပြီဒီမှာနေပါမလို့သံဃာကတိရပြီးတဲ့နောက်သူမလာတော့တော်တွင်ဝိဇ္ဇာတို့၃ကျိန်လာဘူးတယ် ကျောင်းတွင်ဝိဇ္ဇာတို့များလာရင်မင်းရဲ့တိုင်းလာတယ်။ဆိုတော့ဝိဇ္ဇာတို့အကြောင်းကကျေကျေဝေးဝေးကျေကျေကိုပြောကြမှာ။ပထမဆုံးလဲလာတဲ့ဝိဇ္ဇာတို့ကသူ့နာမည်ခေါ်ပြောတယ်။ဥကျော်တယ်။အရာမြင့်မြင့်ပိန်မြင့်ပါပါ။ဘုရားရှင်ကျင်နေတယ်။သူ့ဝဲနေမညောင်နေရှိတယ်။သူ့ရဲ့ဝစားရှင်ဘုံကအယုတ်သေးကကားကြတဲ့ရေးထားတဲ့ဘိုးဘုံအောင်ဆင်းစင်ပါ။ လာတယ်ဘုဒ္ဓဥစဉ်ကျင်နဲ့ဒုတိယလာတဲ့ဝိဇ္ဇာတို့ကနှစ်ယောက်လာတယ်ဒီမြောက်ကဟိမဝန္တာလူနဲ့တူတယ်သူတို့ရာမောင်းလဲနေသူတို့လာတဲ့အချိန်မှာမနေ့အာယုံဥကြီးတဲ့လာတာပဲဘုန်းကြီးကတောတောင်တဲ့တဘာတဲ့နေတာတောတောင်တဲ့တဘာတဲ့နေတော့မနေ့စောစောမှာ အေးရာမျက်တံနေမိရန်ကြားရင်ဘုန်းကြီးကအေးရာကနိုးတယ်အေးရာခြားမျက်ထိုးစံဖြစ်တယ်တခါတည်းအောင်ခြားအေးတော့ကြောင့်အေးရာကနိုးလာလို့ရှိရင်ချိုးချိန်တော့ဘုန်းကြီးကဗုဒ္ဓနုဒတိကမ္မထံကိုမူသေးပွားများနေတော့အချိန်ပိုင်းဖြစ်တယ်ဗုဒ္ဓနုဒတိကမ္မထံကိုပွားများတယ်ဗုဒ္ဓနုဒတိကမ္မထံကိုပွားများနေတဲ့အချိန်မှာအဲ့ဒီဝိဇ္ဇာတို့ရောက်လာတယ်သူတို့လာတာကသူတို့လာတာကအပြင်းမလာပါဘူး ခွန်ကြီးကျောင်းဝင်းနဲ့ခွန်ကြီးအိယာကတင်ပေးမှလာတယ်။ခွန်ကြီးအိယာအတင်ပေးမှလာပြီးတော့အတံပြုတ်တယ်။ခွန်ကြီးကအေးတော့ကိုဘောနိုးနေပြီမဲ့။တရားနှလုံးသွင်းနေပြီမဲ့။တောင်းကတော့ခြုံရပဲဖြစ်တယ်။တောင်းခြုံထားတယ်။ခြုံထားရင်တရားနှလုံးသွင်းနေတော့ပထမလာတဲ့ဝိဇာကြီးကသူကအတံပြုတ်တယ်။တပည့်တော်ဝိဇာဖရာတဲ့။ပမာစကားနဲ့ပြောတယ်။ နာမည်ဥကျော်ခေါ်ပါတယ်တဲ့။ဒါနဲ့ဟောဆိုပြီးတော့ပေါ်ကြီးကထထိုင်တယ်။ကိုချက်ဝက်မှာတော့တောင်းချုံထားတယ်။အဲ့ရဘောကကြောက်တစ်ခါကဆင့်လို့အဲ့ဒီတည်းလူအပြောင်းလန်စကားပြောတယ်။အပြောင်းလန်စကားပြောပြီးတော့နည်းနည်းပါးပါးစကားပြောပြီးတော့မှသူကတုံးတရားရှင်းကြပါလေ။ရှင်းကြတာပေါ်ကြီးကသံသာမတူလို့ပေါ်ကြီးက မလိုက်လျောဘူး။မလဲလျောတာနဲ့ ဆရာတော်သန္တာတိုင်နေပါလို့ဆိုပြီးတော့သူပြန်ဝဲပြုတ်ပါဆိုလက်မတ်တရရှီခုတ်ပြီးတော့ပြန်သွားတယ်။သူပြန်သွားလို့တကဒီနားနဲ့တည်းပဲပျောက်သွားတယ်။ခဏပဲစဉ်းစားပြီးတော့အာအောအာအားဖြင့်နေတယ်ဘုန်းကြီးလည်းမမျောလင်းတော့စကားလည်းသူလာပြောတယ်မမျောလင်းမနဲ့ရောက်လာတယ်။အာအားဖြင့်ပြီးတော့တွေးတော့နေတော့ခဏကြာတော့ဘုန်းကြီးကအဲ့ရပါမအိတ်စက်မအိတ်တော့ဘူးခေါင်းလည်းမချတော့ဘူးခင်ဗျ။ကရင်ဘောကအောက်ဆင်းလာပြန်တယ် ြင်လာလို့ဘုန်းကြီးကြောင်းလေးကတကားပေါက်ကြည့်တော့ညကဘုန်းကြီးပိတ်ထားတဲ့အချိန်ဘူးမပြဘူးသူတကားပေါက်မဖွင့်မဲရောက်လာမှန်ကြည့်တယ်နောက်ဒုတိယလာတဲ့ဝိဇ္ဇာကညစဉ်မဟုတ်ပါဘူးလာချားပြီးမှလာတဲ့အတော်ချားပြီးမှလာတယ်အဲ့ဒီဆယောက်ကတော့ဝိဇ္ဇာတို့ငင်းငယ်ပါအယောင်ငယ်ငယ်သူတို့အသားကငင်းကြီးသူတို့ကအိမဝန္တာလူလိုပဲသူတို့ကပမာလူစကားပြောပါကလားလို့ပြောတယ် ကာမလောကဝိဇ္ဇာရဲ့ငါတို့ဝိဇ္ဇာမြန်ဖြစ်ကြရဲ့ဘုန်းကြီးအတ္တိတံကြတော့ခေါင်းချုံထားတဲ့အကြောင်းကိုဖွင့်လိုက်ဖွင့်တော့ဇာခင်းနဲ့ထထိုင်ထိုင်ပြီးတော့ကိုယ်တဲဘကိုဆောင်းချုံထားတယ်ဘုန်းကြီးရဲ့ကတင်ပေးမှာလာရတယ်အချမဲရမာနီဘုန်းကြီးကလားလို့ပြောတယ်ကောင်းပြီကျေးဇူးတင်ပါတယ်လို့တရားပေါ်လေးမင်္ဂတာဘုန်းကြီးကမေးတယ်ပါပြောကြတယ်လေလို့မေးတယ် ဒီကနေ့ကိုအာဒရှင်ဘုရားဖုတ်တွေ့ဖို့လာပါတယ်ရှင်ဘုရားဖုတ်တွေ့ဖို့လာပါတယ်လို့ဆိုတော့ဘုရားသူတို့အချိန်လေးရှင်းနေတယ်သက်ပြင်ဘာမှန်းပြောမလဲလို့ရှင်းနေတော့ကြောင်ကြောင်လေးတွေပဲရှင်းနေကြတာရှင်းနေကြတာသူတို့ကိုဘုရားအနံ့ကပ်ကြည့်တာအမှန်ကကြောင်ထဲမှာဘောင်းကင်မိထုံးထားလို့မရှိပါဘူးအပြင်မှာတော့အတော်အသင့်ကျဲနေတယ် ကျောင်းထဲမှာမှောင်တော့ပါတယ်။ဘုရားကြီးဥကျော်လာတော့ကလည်းမှောင်နေတော့မယ်။တို့ရောပြီးပြီးသားလာကြည့်မြင်ရတယ်။နေလိုပဲ။နေတိုင်းပဲ။နေရာထူးခြားချက်ကအဲ့ဒီဟိမဝန္တာဘုရားတို့နှစ်ယောက်လာတော့ကလည်းဒီလိုပါပဲ။ကျောင်းထဲမှာမှောင်နေရပဲ။တို့တို့မြင်ရတယ်ဗပတိပဲ။တို့အနောက်မှာရက်တယ်။တို့ရောရတာနေ။တယောက်မှာတော့ဘုန်းကြီးကရင်းနေတဲ့သဘောမျိုးသူ့လက်မောင်းကိုဘုန်းကြီးကလက်နဲ့ကန်ဆန်းကြည့် သူတို့ကမှအဝတ်မပါဘူးသူတို့ကအမွှေးလူလေးတွေတကောလုံးဖုံးထားတယ်ကြီးကြီးဩတာပါလုံးတယ်အသားကနင်းနေလက်ပွားလေးတွေနုမျက်နှာလည်းနင်းနေလေးမျက်လုံးနဲ့ကြောင်ကြောင်လေးတွေကြည့်ပြီးတော့ဘုန်းကြီးကိုနှက်တဲ့တော့အမျိုးဝင်တာနဲ့အနံ့ကပ်ပြီးတော့ကြည့်နေတယ်သူတို့ဘာပြန်ပြောမလဲသူပြောချင်တာပြောပါလေလို့ဘုန်းကြီးကစောင့်နေသုံးပြမပြောပါဘူးဣဇာနမေပါရိဒါယကုချီယံသူအမေတယ်ဒီမှာနေရတာ သက်သက်တော်မူခြင်းရှိပါလေလားလို့မေးတယ်။ဘုန်းကြီး။ဒီကုသိယ။ဟုတ်တယ်။သက်သက်ပါလေဘုန်းကြီးပြောတယ်။ဘုန်းကြီးကလားစကားတတ်တယ်။ရှင်းလို့ပြောလေရှင်းလို့တတ်တယ်။ဘုန်းကြီးကဟိုစကားဒီစကားတော်တော်လေးတတ်တယ်။အားလုံးဘာသာကိုမျိုးတတ်တယ်။အဲ့ဒါနဲ့ခဏကြာကြည့်ပြီးတော့နေတာဘုန်းကြီးကသူတို့ဘာပြောနေလဲပြောနေတာပြောပါသေးလို့။ရောက်တော့အကြဘရဝါနဲ့ဣဒ္ဓရမဘိုင်ဒနာ သူကတော့ဘလားပြောတယ်ဒီမှာပဲဆက်နေပါတဲ့အဲဒီပြောတာသူကကောင်းပါတယ်တဲ့အဲဒီတကားပဲတော့ပဲပြောပြီးတော့သူကရံတော်မဲ့လို့နှုတ်ဆက်ပြီးတော့မတရားချီခိုးသွားတယ်ချီခိုးပြီးတော့ဘုန်းကြီးနာခဏလေးကြွေရှားပြီးတော့ပျောက်သွားတယ်ဒီဝိဇ္ဇာတို့နှစ်ယောက်လည်းဘယ်ပုံစံလာပါလိမ့်မယ်လဲလို့ခဏလေးထိုင်ငေးတွေးပြီးတော့နောက်ဘုန်းကြီးကလေးမောကဆင်းလိုက်တယ်ရင်ပြီးတော့ဘုန်းကြီးများကပိတ်ထားတဲ့စကားပေါက်တွားကြည့်စကားပေါက်တွားကြည့်တော့ တကားတော့ဘုန်းကြီးညကပိတ်ထားတဲ့အတိုင်းပဲမဖွင့်ဘူးသူတကားတော့ဖွင့်လာခဲ့တာမဟုတ်ဘူးသိတယ်ကောင်းငင်ကလာသလားဘယ်နည်းလာတယ်လဲတော့မသိဘူးတကားတော့မဖွင့်ဘူးဒီတိုင်းလာတယ်ဒါကဒုတိယချင်းတတိယချင်းလာတဲ့ဝိဇ္ဇာကထိုးတယ်တတိယချင်းကတစ်နှစ်ကျော်ပြီးမှတခါတတိယဝိဇ္ဇာလာတယ်အဲဒီတတိယဝိဇ္ဇာလာတော့ကမိုးကြချင်းနီးလာပြီญาติဦးတို့၆တွေ့တော့မင်းစောစောချိန်မဲ့လာတယ်အာယုံဦး ကျေတံကတည်းကမိကုန်ဘုန်းကြီးကနိုးလို့အဲ့ဒီတရားနှလုံးသွင်းနေတဲ့အချိန်မှာအပြင်ကအကောင်းငယ်ကအတန်ကြားတယ်။ကြားရတဲ့အတန်ကဟယ်လီကော်ပတာအတန်တို့ကြားတယ်။အောက်မဲ့အတန်နှိမ့်တာထွက်ကြည့်အောင်ပါပဲလို့စိတ်ကကျဉ်းလာနေအိယာဘုရားဆင်းလာခဲ့တယ်။တောင်းနေဘေးလံချထားခဲ့ပြီးတော့အိယာဆင်းလာတကားပေါ့ဖွင့်ထွက်။တောင်းပရိဝုံအပြင်ခြံစည်းရုပ်အပြင်ထွက်ပြီးတော့အပြင်ညအပြင်ညလျှောက်တဲ့နေရာနှံဘုန်းကြီးဆက်သွားတော့အပေါ်မင်းရတယ် အပေါ်ချင်းလာတယ်အပေါ်အတန်ကြပြီးတော့ဟယ်လီကော်ပတာလိုပဲဒီအတန်ကနီးလာကြရလို့မော်ကြည့်နေတော့ဒီမြင့်မတ်တာချင်းလာတာပကတိမြင်ရတယ်ဆိုတော့ဟယ်လီကော်ပတာပါမလာဘူးလူကြီးရဲ့ချင်းလာတယ်လူကြီးရဲ့ချင်းဆင်းဆင်းလာတာကိုဖြည်းဖြည်းပါပဲချင်းလာပြီးတော့ဘုန်းကြီးနဲ့ဝါသုံးရိုက်လောက်ဝဲတဲ့နေရာမြေကြီးပေါ်လာကြတယ်ဘုန်းကြီးကကြည့်နေတယ်အဲအရှိကအလဲရောင်ဒါလည်းပြုတ်နေပြီ အလင်းရောင်ကကောင်းကြီးတော့မမြင်သေးဘူး။ကောင်းရင်ကတော့မြင်နေတယ်။အဲလိုတက်တိလူကိုမြင်ရတယ်ပြီးပြီးသားလာကြီး။သူရဲ့အချိန်ရောက်ချင်ပါတယ်။တကယ်ဒီကောင်းကြီးအလင်းရောင်နဲ့တော့ပြီးပြီးသားတော့မမြင်နိုင်ဘူး။သို့တော့မြင်ရတယ်။သူစိတ်ဝင်စိတ်စားနဲ့ဗမာစစ်ဘုဝတ်စုံနဲ့ဖြစ်လာတယ်။ဗမာစစ်ဘုရဲ့ဝတ်စုံအပြည့်စုံပါတယ်ဖနာလက်ပါတယ်။အောင်းကဆင်းလာတယ်။အဲအဝတ်သားနဲ့ဆင်းလာတော့ပုံကြီးကြီးပဲစစ်သားရဲ့သွားခံတိုင်းနဲ့လာတယ်။ခြေတော့ကို မြင်းဘုံကလည်းဆက်ဆက်လေးနဲ့လာတယ်။ခွန်ကြီးနံကတ်လာပြီးတော့ကမှမတ်တရရှီခိုးတယ်။ရှီခိုးပြီးတော့သူကမေးတယ်။ဆရာတော်ဥပုတ္တမသာရဆိုတော့ရှင်ဘုရားဟုတ်ပါသလားတဲ့သူကမေး။ဟုတ်ပါရဲ့။သူဘာဆက်ပြောမလဲလို့ခွန်ကြီးကစောင့်နာတော့။စောင့်နာတော့သူစိတ်မပြေဘူး။ဒါနဲ့ခွန်ကြီးကပါကိစ္စရှိပါလေလို့မေးတော့သူကခတ်ဆိုင်တိုင်းပဲပြောတယ် ဆရာဖူးတွေ့ခြင်းတော့ပါတဲ့ခေါက်ပါပြီပြောတယ်သူသူကပြောခြင်းတာပြောပါကြီးဘုန်းကြီးကတော့ဘာပြောမယ်လို့တန်ရွယ်ချက်ကမရှိဘူးဒါပေမဲ့မပြောဘူးသူပြောရဲစောင့်နားထောင်နေတော့ရှင်ဘုရားဒီနေ့ကလာပြောပါသလားဒီစကားမေးတာပထမဆုံးလာတဲ့ဝိဇ္ဇာတို့ဥကျော်တဲ့စကားချင်းလေနောက်ဗုဒ္ဓလို့တဲ့ဒီကမ္မဋ္ဌာန်းစီးပြန်ပါသလားလို့မေးတယ်ဟုတ်တယ်ဗုဒ္ဓလို့ကမ္မဋ္ဌာန်းစီးပြန်တယ်လို့ပြောတာ ကောင်းပါအဲ့ဆက်စီးပြန်ပါလေပြောတယ်သူရက်ရက်ပြီးတော့နေတယ်ဘုန်းကြီးကတစုံတရာပြောကြံလာလို့စောင့်ဆိုင်လာလားဖြစ်ကောင်းဖြစ်မလားလို့ထင်တယ်ရက်ဆိုင်ဆိုင်ပဲနေတယ်ဘုန်းကြီးကလည်းသူပြောကြံလာပြောပါသေးလို့သူစကားစောင့်နာတော့မဲ့သဘောမျိုးနဲ့ဘုန်းကြီးကစောင့်နာထောင်တယ်သူတွေတွေတပြင်းပြောခဏကြာတော့ကရှင်ပြစီပါပဲနေပါတဲ့သွားဝင်ပြုတ်ပါလဲဆိုမတ္တရာရှိခိုးတယ်ရှိခိုးပြီးတော့သူနောက်ပြန်ဆုတ်တယ် နောက်ပြန်ဆုတ်ပြီးတော့ဝါတရလောက်ခွာရနေရကြတော့ဖြူနဲ့ကောင်းရင်မပြန်တက်သွားတယ်။ပြန်တက်သွားပြီးတော့လာတော့ကနောက်တောင်အနောက်မြောက်ခိမဝန္တာကြီးကလာတယ်။ဘုန်းကြီးကြီးလာတော့သွားတော့ရန်ကုန်ဘက်သွားတယ်။ဘုန်းကြီးကြီးကရှေ့တောင်သွားတယ်။ရန်ကုန်ဘက်။အဲ့ဆုံးချင်းလာတာပဲ။ဒါတော်တော်ဝိဇ္ဇာတို့နဲ့တွေ့လာ။ဒါရောမို့ထူးဆန်းလာတယ်လည်းမဟုတ်ပါဘူး။ဒါမို့တက္ကတကံပြောပါဦး။ သူစကားအလင်းတဲ့လို့သူကကြားကြင်ကြတယ်ကြားကြင်ကြလို့ဒါပါပဲဝိဒါတို့များလည်းချက်တယ်ပြည့်စံများလည်းချက်တယ်ခေါင်းကြီးကြောင်းထဲမှာမွေးမရှိဘူးမွေးသေးသေးလေးမရှိဘူးခဲရန်လောက်အောင်လေးတောင်မပြောမေတ္တာတရားပွားများကဲချင်များလို့ဘာတော့မရှိဘူးအဲ့ဒါမေတ္တာတရားပွားများတဲ့ပုဂ္ဂိုလ်ကလို့လို့ပဲအားလုံးရှင်းတယ်ဒါဘယ်သူမျိုးဆိုမေတ္တာတရားနဲ့နေကြ